ကဲဒီနေ့နဖမ်25ခုနှစ်နိုဝင်ဘာလ16ရက်နေ့ပေါ့ဒီတည့်ရက်တည့်မှာပဲကျွန်တော်တို့ရဲ့ကဘာကျိုးကြီးပေါ်မှာဘာတွေဖြစ်နေလဲဆိုတာကိုအမ်တပုံတပုံရိုက်ကြည့်တယ်လို့မျိုးလေးလာကြည့်ကြအောင် ကျွန်တော်တို့ရှေ့မှာအခြေအလက်ရင်းမြစ်နှစ်ခုရောက်နေပါတယ်တစ်ခုဟာကဘာလုံးဆိုင်ရာမိုးလေးဝသနာတဘာဝဘေးအန္တရာယ်အစီရင်ခံစားပါနောက်တစ်ခုကတော့မြန်မာနိုင်ငံအတွက်တည်တံ့ချွတ်ထားတဲ့နေစဉ်ခံမှန်းချက်ပေါ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရင်ဘလို့ပုံစံပေါ်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် တနေ့မှတော့အင်အားလုံးခဲမတဲ့အေးနေတယ်။နောက်တနေ့မှကျတော့မုန်တိုင်တန်းကြောင့်ပြန်လဲထူထောင်ရေးတွေလုံနေရတယ်။ဆိုတော့ဒီအစွန်းတစ်ခုကိုချိတ်ဆက်ပင်းနေတယ်မမြားတဲ့ကြိုးတွေကဘာတွေဖြစ်မလဲဆိုတာအတူတူဆွေးနွေးကြည့်ရတာပေါ့။အစီရင်ခံစာထဲမှာ Arctic Blast ဆိုတဲ့စကားလုံးကိုတုံးထားတယ်။မြောက်အမေရိကမှာ Arctic ဆိုတဲ့ဆောင်းမုန်တိုင်းဝင်နေတယ်ပေါ့။ဒီနာမည်ကိုကြားလိုက်တာနဲ့တော်တော်ပြင်းထန်တဲ့ပုံပဲ။ဒါကတာမန် Airline ဝင်တာနဲ့ဘာများကွာလို့ဒီလိုနာမည်ပေးထားတာ ਨੇ ။တကယ်ပဲ အာတိဒီတာကလေဒူးတွေကဒီတိုင်းတိုးဆင်းလာတာမျိုးလားတိနီကွန်ကအရန်ကောင်းပါပဲဒါကလေထမန်အေးလိုင်းဆိုတာထက်အများကြီးပိုပါတယ်ပုံမှန်ဆိုရင်အာတိဒေတာရဲ့အလွန်အေးခဲလေထုကိုဂျဲလီစီချောင်း just stream လို့ခေါ်တဲ့လေစီချောင်းကြီးသာပတ်ပြီးထိန်းချုပ်ထားတယ်လीอืมချန်စီယိုကာထားထလို့မျိုးလားဟုတ်တယ်ချန်စီယိုလို့ပေါ့ ဒါပေမဲ့အခုယာတီဥထုပြောင်းလဲမှုကြောင့်အဲ့ဒီချန်စီယိုလိုဖြစ်နေရဲ့ဂျဲလီစီကြောင့်ကအားပြော့ပြီးလမ်းကြောင်းမမှန်တော့ဘူးလိုင်းတော်နေလို့ဖြစ်လာရောအဲ့ဒီအခါမှာအာတစ်ကအေးလွန်ခဲ့တဲ့လေထုတွေ <Hmm. S 1> ရအဲ့ဒီလိုင်းတော်နေကနေတောင်ဘက်ကိုရှန်ကြလာတာမျိုးပဲအခုအာတစ်ကပ်ဆိုတာအဲ့ဒီဖြစ်စဉ်ကိုပြောတာပါဒါကြောင့်အပူချိန်ကပေါ်မှန်နဲ့15ငါနေဟော့15ဒီဂရီစင်တီဂရိတ်လောက်အထိရုတ်တရက်ထိုးကြစွာတာအော်ဆိုတော့ဒါကနေရာလွဲမှာရောက်လာတဲ့အာတစ်လေထုကြီးပေါ့ အစီရင်ခံစာထဲမှာကော်လိုရာဒိုနဲ့ဝိုင်ယိုမိန်းမှာနေမှုန်တိုင်းတတိပေးချက်တီးထုတ်ထားတယ်။ချီကာဂိုလိုမျိုးကြီးတင်လာဆိုလေရင်ခရီးစဉ်တွေထောင်ချီပြီးဖြတ်သိမ်းရနိုင်တယ်ဆိုတော့လူနေမှုဘဝကိုတော်တော်လေးရိုက်ခတ်မှုရှိမှာပဲ။သိကြတာပေါ့။ဒါကအင်းနီမာနီရင်ကော်ဖီတောက်လို့ကောင်းတဲ့နင်းကြတာမျိုးမဟုတ်ဘူးလေ။အဝေးပြေးလာမကြီးတဲ့ပိတ်ဆိုတာလက်စမီတဲ့ပြက်တောက်တာအထိဖြစ်နိုင်တယ်။အခြေခံစာအုပ်တစ်ခုလုံးကိုစိန်ခေါ်တဲ့အခြေအနေမျိုးပါ။ကောင်းပြီ။ဒီ jet lacy ចောင်းက အာနေပြီးလိုင်းတွင့်နေတယ်ဆိုတဲ့အချက်ကိုခဏပြန်ကောက်ချင်တယ်။လိုင်းတွင့်တစ်ခုက အေးတဲ့လီတွေကိုတောင်ဘက်ကိုတွန်းချလိုက်တယ်ဆိုရင်နောက်လိုင်းတွင့်တစ်ခုကပူနွေးပြီးဆူဆွတ်တဲ့လီတွေကိုမြောက်ဘက်ကိုဆွဲတင်နေရမှာပေါ့။ဆွဲရင်ညီမြောက်မှုအရာလေးအဲ့ဒါကဥရောပဘက်မှာဖြစ်နေတဲ့ကလောဒီယာမွန်တိုင်းနဲ့များသက်ဆိုင်နေမလား။ဖြစ်တယ်မှာရည်ကြီးနေတယ်ဆိုတာလေ။တိုင်းရိုက်ကိုသက်ဆိုင်နေပါလေ။အဲ့ဒီအတွေ့အကြုံမှလာတယ် ဂျယ်လီစီကြောင်းရဲ့လှိုင်းတွင်ပုံစံကြောင့်မဲ့အတ္တလန်တစ်သမုဒ္ဒရာကပူနွေးဆွဆွတ်တဲ့လီဒူတွေကဘီတင်နိုင်တဲ့အပေါ်ကိုတက်တက်မမတ်ရောက်လာပြီးမုံအများကြီးတယ်လာတာ။အော်။ဒါကြောင့်ကလောဒီယာမုန်တိုင်းဖြစ်လာလာပဲ။ဒီဖြစ်စဉ်နှစ်ခုကတီးခြားစီလို့ထင်ရမယ်မင်း။တကယ်တော့အချောင်းရင်တစ်ခုတည်းကနေလာတာ။ဟုတ်ပြီ။ဂေါ်ရိတ်ထုစနစ်ကြီးရဲ့ဂျက်လေစီကြောင်းအားနဲ့လာမှုဆိုတဲ့အချောင်းရင်တစ်ခုတည်းကနေမြဖြောင်းခံလာတာပါ။အစီရင်ခံစားတဲ့ကထူးခြားတဲ့အချက်တစ်ခုကမုန်တိုင်းကြောင့်ရွာတာမိုးကရက်သွားပြီး ဒါပေမဲ့ရေဘေးအန်ဒီရဲ့ကအခုမှအမြင့်ဆုံးအဆင့်ကိုရောက်နေတယ်ဆိုလားပဲဒါဘလို့ဖြစ်ရလာလဲဒါကရေဝေးရေလဲဒီတာ catchment area ရဲ့သဘောတရားကြောင့်ပါ မုံတိုင်းတိုက်တွန်းကရွာချလိုက်တဲ့မိုးရေတွေက တောင်တွေပေါ်မြစ်တန့်တွေပေါ်ကျတယ်အဲ့ဒီရေတွေအားလုံးကမြေချောင်းတွေကိုထိဖျဲပြီးစီးဝင်မှာရုံသွားတာဖို့အချင်းယူရတယ်လीအော်ဟုတ်ပြီဟုတ်ပြီ စုလာတာပေါ့ဟုတ်တယ်ဆိုတော့မိုးတိတ်တွားပြီမဲ့နေရာနန်းကရေဒီကမိထဲကိုဆက်ဝင်နေတော့မယ်အဲ့မှာမြေကြီးကထိဖြည်းမိတက်လာပြီးအခုလောအန်ဒီယာအရှိဆုံးအရှင်တွေကိုရောက်လာတာအင်္ဂလန်အလဲပိုင်းနဲ့ဝဲလ်စ်မှာဆိုရင်အသက်အန်ဒီယာရှိနိုင်သည်ဆိုတဲ့အနီရောင်အဆန့်တရီပေးချက်တွေထုတ်ထားရတော့မယ်ဆိုတော့ကဘာမြောက်ချမ်းမှာအရေးတက်ကတနေရာမှာ စုပုံအဆိုတက်ကတနေရာမှာ စုပုံနဲ့စွန့်အင်မညီများမှုတွေဖြစ်နေခြင်းမှာ အပူပိုင်းတိတာဘတ်ကို စင်းကြည့်လိုက်ရင်အဲ့ဒီစွန့်ရင်တွေက ရေငွေ့နဲ့ မုံတိုက်အသွေးနဲ့ဆုနေတာကိုတွေ့ရတယ်။ဖိလိပိုင်မှာဆိုရင်အခြေအနေကတော်တော်ဆိုးတယ်လို့အစီရင်ခံစားမှာဖော်ပြထားတယ်နော်။တိုက်ဖို့မုံတိုင်းနှလုံးစင်တိုက်သွားတယ်ဆိုတော့ဟုတ်ပါတယ်အခြေအနေကတကယ့်ကိုအင်းစိန်ခုံမှုတွေများနေပါတယ်။ဘေဒုခတဲ့သူ10.5တန်းကျော်တေဆုံးသူ3ညနေပါဆိုတဲ့ကင်းကင်းနန်းတွေကအခြေအနေရဲ့ပြင်းထန်မှုကိုပြနေတယ်လေ။ဟုတ်ပါ။ဒါပေမဲ့ကင်းကင်းနန်းတွေရဲ့နောက်ွယ်ကအဓိကပြဿနာက လက်စင်မီပြတ်တောက်မှုပဲ။ လူစွန်ကျွန်းလူနေအောင်မှာတအားလိုင်းဒီပြန်ပြင်မှုရက်သက်သက်တင်နဲ့ချီပြီးကြာနိုင်တယ်။လက်စီမီမရှိတော့ထန့်ရှင်းတဲ့တောက်တုံးရေရောက်ဖို့ခက်ခဲတယ်။စက်တွေရေတွေပြတ်တောက်တယ်။ကဲဆေးရေးစခန်းတွေမှာလူတွေပြည့်ကျက်နေတော့ကုဆက်ယောဂါတွေပြန်ပွားမှာကိုပါစိုးရိမ်နေရတယ်။ကြားရတကယ်ကိုစိတ်မကောင်းစရာတွေချေပဲ။ဒါပေမဲ့ဒီအချိန်ကြီးစိုးတွေကြားတဲ့ကအစီရင်ခံစားထင်းမှာအမီဟန်ဆိုတဲ့အရှိမျောက်မုတ်တုံးလေးကမျောလင်းချက်တစ်ခုလို့ဆိုထားတော့စိတ်ဝင်စားသွားတယ်။ မုံတိုင်းတန်ခံထားတဲ့နေရာကို AB 6တိတဲ့လေးကဘလို့များအပြောင်းလဲဖြစ်သွားစေနိုင်လို့လဲအမီဟန်ဆိုတာကလေစောင်းရသွေးမှာစိုက်ပြီးရီယာပတ်ကတိုက်ခတ်လာတဲ့ AB 6တိတဲ့မုတ်တုံလေးပါသူကဖိလစ်ပိုင်ရဲ့ရာဒီဥတုကိုတင်းရင်စေတဲ့ပူနွေးဆွဆွပြီးမုံတိုင်းဖြစ်စေတဲ့လီထုကိုတွန်းထုတ်လိုက်တာကောဩရလာအနေနဲ့ရာဒီဥတုတာရလာတော့ပျက်စီးသွားတဲ့အိမ်ဒီလမ်းတွေကိုပြန်ဖြင့်ဖို့ ကစေးပစ္စည်းတွေပို့ဆောင်ဖို့အရာအထောက်အကူပြုပါရယ်စိတ်ပိုင်းဆိုင်ရာအားရလဲနေသားတဲ့နေ့တနေ့ကလူတွေကိုမျောလင်းချက်ပြန်ပေးနိုင်တယ်လीဒါပဲအဲ့ဒီမျောလင်းချက်ကတိတ်မကြလိုက်ဘူးထင်တယ်အစီရင်ခံစာမှာပဲ Pacific တမုတ်တရားထဲမှာ Invest 98W ဆိုတဲ့ Moon Dine တလုံးဖြစ်လာနိုင်ခြေရှိနေတယ်ပြီးတော့ဒါကလာနီညာရာဒီဥတုထစ်ဆင်တဲ့ဆက်ဆက်နေတယ်လို့ဆိုထားပြန်လို့လာနီညာဆိုတဲ့စကားလုံးကမကြာခဏကြားနေရပဲပဲတကယ်တမ်းမှာ ဒီဒေတာတော့ဘာကိုဆိုလိုတာလဲဆိုတာတေချာရှင်းပြပေးလို့ရမလားရပါတယ်ရှင်းအောင်ပြောရင်လာနီညာဆိုတာပစိဖစ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့အလဲပိုင်းကပင်လယ်ရေမျက်နှာပြင်အပူချိန်ဒီပုံမှန်နဲ့ပိုအေးသွားတဲ့ဖြစ်စဉ်မှာဒီလိုဖြစ်တဲ့အခါကမ္ဘာလေထုလက်ပတ်မှုပုံဟာတစ်ခုလုံးပြောင်းသွားတယ်။ဟွန်းအကျိုးဆက်အနေနဲ့ပစိဖစ်အနောက်ခြမ်းဆိုလိုတာကဖိလစ်ပိုင်အင်ဒိုနီးရှားအော်စတြေးလျမြောက်ပိုင်းတို့လိုနေရာတွေမှာပင်လယ်ရေကပိုနွဲလာပြီးမိုးပိုရွာတယ် အပူပိုင်းမုန်တိုင်းတွေပို့ပြီးအဖြစ်များလာတယ်။အော်လာနီညာကာလဆိုရင် ပစိဖစ်သမုဒ္ဒရာကမုန်တိုင်းထုတ်လို့တဲ့ဆက်ယုံကြည်လို့ထင်နေတတ်တယ်။အခုစောက်ကြည့်နေတဲ့ Invest 98W ဆိုတာအဲ့ဒီဆက်ယုံကထွက်လာနိုင်တဲ့နောက်ထပ်ထုတ်ကုန်တစ်ခုပါပဲ။ဟေးဒါဆိုရင် Pacific ကမုန်တိုင်းဆက်ယုံကြည်ကိုချိန်နေတယ်။ Atlantic ဘက်ကလည်းဂျက်လီစီကြောင်းကြောင်းကမောက်ကမောက်ဖြစ်နေတယ်။ဒီကြားထဲမှာကျွန်တော်ရဲ့ဒုတိယအချက်လက်ရင်းမြစ်ဖြစ်တဲ့မြန်မာနိုင်ငံအတွက်ခမန်းချက်ကိုကြည့်လိုက်တော့ အံ့ဩစရာကောင်းလောင်တည်ငြိမ်နေတယ်။ဘာကြောင့်ဒီလိုကွဲထွက်နေရတာလဲ။မြန်မာနိုင်ငံကဒီအချိန်မှာကံကောင်းတဲ့ပူဖောင်းလေးတွေရောက်နေတာလား။အဲ့ဒါကရှုထုံးနှစ်ခုနဲ့ကြည့်လို့ရတယ်လေ။တခုကတော့မြန်မာနိုင်ငံရဲ့တည်ငြိမ်ရရဒီအချိန်နိုဗင်ဘာလလဲဆိုတာမိုးတုံရသည့်ဂုံပြီးစောင်းအဝင်ကလာချေလို့ပုံမှန်အဖြစ်ရာသီဥတုတည်ငြိမ်တဲ့ချိန်ဖြစ်ပါတယ်။ဟုတ်ကဲ့ဘင်္ဂလားဘယ်လယ်အော်မလေးမုံတိုင်းဖိမန်ချီနီးနေတယ်ဒါကိုကံကောင်းတဲ့ပူဖောင်းလို့ပြောလို့ရတာပေါ့ ဒါကမဲ့နောက်ရှုထောင်းတစ်ခုက Pacific ဘက်ကလာနီညာကဘင်္ဂလားပဲလေအော်အပေါ်တက်ရောက်မှုရှိပြီမဲ့အမြဲတမ်းတိုက်ရိုက်မဟုတ်ဘူးလောလောဆယ်မှာတော့သူ့ရဲ့အဓိကတက်ရောက်မှုက Pacific နောက်ချမ်းမှာပဲရှိနေတာပေါ့ဒါပေမဲ့တည်ငင်းတယ်ဆိုတဲ့စကလုံးကဘာမှမဖြစ်ဘူးလို့မဆိုလိုဘူးနော်အစီရင်ခံစားရဲ့အသေးစိတ်ကိုကြည့်ရင်ဟာရဲအဲ့ဒီအချက်ကိုကျွန်တော်လည်းသတိထားမိတယ်ရန်ကုန်ဖက်ခူးအရာဝတီတိုင်းလိုတောင်ပိုင်းထိပ်တာဒီမှာနေရာကွက်ကြမှုထစ်ထုံရွာနိုင်ချေ 80ရာဟိုင်းလို့ရှိတယ်တဲ့ပြီးတော့တုံးထားတဲ့စကလုံးလေးကအရန်ထိမိတယ်စပါလန်းစားလန်းတဲ့သူတွေအတွက်တော့ကောင်းခဲစရာအခါလုံးမိုးတယ်ဒါကယာဒီရုဆိုရာတိုင်ဖုန်းမုန်တိုင်းတို့နင်းမုန်တိုင်းတို့လိုအကြီးကြီးတွေမှမဟုတ်ပဲလူတွေနေစဉ်ပေါ်ကစားဝတ်နေရေးကိုဘလို့တိုက်ရိုက်ထိခိုက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေတယ်သိကြပါရဲ့ဒါကမိုးလေဝသအစီရင်ခံစားတဲ့ကဂင်းကနန်းဒီရာခိုင်လုံးတွေမှမမြင်နိုင်တဲ့လူတွေရဲ့ဘဝပါပဲစိတ်ကူးကြည့်လေ တနေ့လုံးပြင်မြန်မြန်မှန်စိုက်ထားတဲ့စပါအခုမှရိတ်သိမ်းဒီအချောက်လန်းနေတော့ဒီလိုမထင်မှတ်တဲ့မိုးတစ်ချက်ရွာလိုက်လို့အကုန်မို့တက်ထွားတာအရေတွေးကြထွားတာမျိုးကမိသားစုတစုရဲ့တနေ့စာဝင်ငွေကိုအကြီးကျယ်ထိခိုက်စေနိုင်တယ်လေဟုတ်ပါဒါကအတိုက်အတာတစ်ခုရဘေးအန္တရာယ်တစ်ခုပါပဲဒီအချက်လက်ဒီအားလုံးကိုပြန်ပြီးချီနှောင်ကြည့်အောင်ကျွန်တော်တို့မှာချက်လက်စီကြောင်းရိုင်နေလို့ထိပေါ်လာတဲ့မြောက်ပိုင်းကအရေးလွန်ကိဝူးနဲ့ရေပဲလာနီညာကြောင်းအားကောင်းနေတဲ့ပစိဖိကမုန်တိုင်းတွေပြီးတော့တင်းငင်းနေလို့ထင်ရတယ် မြန်မာမြန်မာတော်စိုက်ပျိုးရေးကို ထိခိုက်စေတဲ့အခါလုံးမှုတွေဒီအဖြစ်ဖြစ်ဒီအလုံးဖြစ်ဖြစ်နေတဲ့တချိန်တည်းမှာပဲဘရာဇီးနိုင်ငံမှာ COP30 ရာဒီယိုဒူနီလာကန်ကျင်းပနေတယ်ဆိုတဲ့ချက်ကိုစီရင်ခံစာမှာထည့်ရေးထားတယ်။ဒါတိုက်ဆိုင်မှုတော့မထင်နိုင်ဘူးနော်။တဟုတ်ပါမလဲ။တိုက်ဆိုင်မှုကလုံးဝမဟုတ်ပါဘူး။ပိုပြီးတိတိကျကျပြောရရင်ဒီနေ့နိုမေမာလ16ရက်နေ့ကို COP30 ညီလာခံမှာသမုဒ္ဒရာများနဲ့ကံယိုတန်းဆုံးများနေလို့သတ်မှတ်ထားတယ်။အော်။စရောစဉ်းစားကြည့်ပါ။ ဘရာဇီးကလေးအေးဆက်ထားတဲ့ခမကြီးထဲမှာသူတေးတီတွေနဲ့နိုင်ငံရေးသမားတွေကပင်လယ်ရေမြင့်နာပြင်မြင့်တက်လာမှုအန္တရာယ်ကြောင့်စာတန်းတွေဖတ်ပြီးဆွေးနွေးနေချိန်မှာဖိလပိုင်လိုနိုင်ငံကလက်တွေ့မှာပိုပိုပြင်းထန်လာတဲ့မုန်တိုင်းတံကိုခံနေရပြီးသူတို့ရဲ့ဆုံးရှုံးမှုတွေအတွက်ဗနာရေးအကူအညီကိုအသေးဖန်တောင်းခံနေရတယ်။ ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ယာတီဥဒုအစီရင်ခံစာတွေကနီလာခတ်မှာဆွေးနွေးနေတဲ့ခေါင်းစဉ်တွေရဲ့လက်တွေ့သက်တည်တယ်။မီပင်မော်ကရှိတရားတွေပါပဲ။အစီရင်ခံစာမှာတော့တက်စေဝန်စာစရာအလွာတခုအနေနဲ့အာကာသမူရီဝတ Space Weather Jungle နင်းနေပါတယ်နော်။ G4 အဆင့်ဘူမိတန်လိုက်မွန်တန်ကအပြော်သွားပြီဆိုတော့ဒါတရင်ကောင်းပဲ။ဒါမဲ့ဒါကကျွန်တော်တို့ကိုဘာလို့တရီပေးနေတာလဲ။ဟုတ်တောင်းမှုနဲ့ပြောပြောင်းလဲဆိုတာကိုတရီပေးနေလာပါ။စေကူကြည့် တကယ်လို့တာ G5 အဆင့်လိုပြင်းထန်တဲ့ဘူမိတန်လိုက်မုန်တိုင်းရေတခုတာကပစီတည့်ထဲလာခဲ့ရင်ဘာဖြစ်မလဲအကုလုံးပြတ်တောက်သွားနိုင်တယ်ဟုတ်တယ်ကျွန်တော်တို့မီခွန်နေရတဲ့ GPS Grow 2တဲ့ဆက်သွယ်ရေ Grow 2တဲ့အခုကျွန်တော်တို့ပြောနေတဲ့ရာဒီဥတုကိုခမန်းပေးနေတဲ့ Mole Water Grow 2တဲ့အားလုံးတပြန်နေတဲ့ပြည့်စည်သွားနိုင်တယ်အဲ့ဒီအခါကဘာပေါ်မှာဖြစ်နေတဲ့တဘောဝဘေးအန်ဒီယာတွေကိုကစက်ရေးလုပ်ဖို့ညီနိုင်ဆောင်ရွက်ဖို့တောင်မဖြစ်နိုင်လောက်တဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်လေခုနှစ်တခုချိန်ဆက်နေတဲ့ကဘာရာဒီဥတုစနစ်ကြီးကိုတွေ့မြင်ရပါတယ် ကိုလိုရာဒိုကနေမုန်တိုင်းကနေရန်ကုန်ကခါလိုမိုအီချီအားလုံးကကမ္ဘာရာသီဥတုဆက်ရံနေရာကြီးရဲ့မတူညီတဲ့ဂီယာတွေအစိပ်ပိုင်းနေပါပဲအားလုံးကတစ်ခုနဲ့တစ်ခုဆက်ဆံနေတယ်ပြီးကြပါတယ်ဒါဟာအချင်းကောင်လက်တစ်ခုရဲ့တပုံတပုံစာဖြစ်ပြီးမယ်ဒီပုံရိပ်ကနေရေရှည်ဖြစ်ပေါ်နေတဲ့ရာသီဥတုပြောင်းလဲမှုလမ်းကြောင်းနေနဲ့လူတွေအပေါ်တက်ရောက်မှုတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာပါဒီအချက်လက်တွေက အဖူချင်းနဲ့လေတိုက်နှုန်းတက်တယ်မဟုတ်တော့ပဲ လူတွေရဲ့အသက်အိုးအိမ်စီးဆိုင်ရှင်သန်ရက်ဒီရေးနဲ့ဒီအပြောင်းလဲတွေကိုကဘာကြီးတစ်ခုလုံးကဘလို့တွန့်ပြန်နေလဲဆိုတဲ့ဇလန်တပုတ်ကိုပြောပြနေတာပါဟုတ်ပါတယ်ဒီချက်လက်တွေအားလုံးကကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းကြီးတစ်ခုခြံထားခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေက ပုံမှန်ဖြစ်အပြက်တွေ new normal တွေဖြစ်လာမယ်အနာဂတ်မှာပိုပြီးအဖြစ်များလာပိုပြီးပြင်းထန်လာမယ်ဆိုရင် ဒီလိုအခြေအနေအစ်မှာကျွန်တော်တို့တွေယက်တိရှင်တန်နိုင်ယုံတာမကားပဲပုံမကောင်းမွန်စွာရှင်တန်နေထိုင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြို့ပြတိဆောက်ပုံစာနာရိတ်ခါထုတ်လုပ်ပုံနဲ့အချင်းချင်းဆက်တွေ့ချိတ်ဆက်နေထိုင်ပုံဒီကိုဘယ်လိုအခြေခံကြကြပြောင်းလဲဖြစ်ဖို့လိုအပ်လားမလဲဆိုတာပါပဲဒီစီချင်းကနေချိုးဆိုပါရရှင်ကဘာကြီးရနေဟာအနတ်မှာလေရာဒီယိုတို့ကတော်တော်လေးပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်နေတာပါမြောက်အမေကမှာဆိုအာတီကတ် နင်းမုန်တိုင်းကြောင့်မျိုးရီရက်တက်လူနေပါထင်နေချိန်ဥရောပမှာကလိုဒီယာမုန်တိုင်းကပြင်းထန်တဲ့ရေဘဲအန်နေရတဲ့တဲဆော်လာတယ်။ဖိလစ်ပိုင်ကလဲတိုင်းဖုန်းမုန်တိုင်းတန်ကနေရုံးထုတ်ဖို့စ조사နေရတော့မှာပဲ။အင်းကျမတို့မြန်မာနိုင်ငံမှာတော့ထူထူဆန်းဆန်းအခါလွတ်မိုးဆိုတာလေးဟာနေရာကွက်ကြားရွာသွင်းနေပါတယ်။ဆိုတော့ဒီမိုးကတမန်ရာသီဥရုကမောက်ကမခစ်တာလား။ဒါမှမဟုတ်ကဘာကြီးရဲ့ ပိုကြီးတဲ့ပြဿနာတစ်ခုဟာကျမတို့ကလာတရီပဲနေတဲ့အလက္ခဏာတီးသေးလေးတစ်ခုလားဒီနေ့ကျမတို့အဲ့ဒီသဲလုံးစာတွေကိုအတူတူလိုက်ရှာကြည့်ကြမှာပါကျမဘက်ကတော့ဒီမိုးဟာတီးခြားဖြစ်စဉ်တစ်ခုမဟုတ်ပဲကဘာလုံးဆိုင်ရာရာသီဥတုဖောက်ပြမှုဆိုတဲ့ပုံစံကြီးရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ချိန်ဆက်တင်ပြသွားချင်ပါတယ်ကျွန်တော်ကတော့ရှူတောင်းတစ်မျိုးနေချိပါမယ်ဗျာအဲလက်သေးမှာရှိတဲ့ခိုင်မာတဲ့အထောက်ထားတွေအရာပါလေ ဒီမိုးဟာတာမန်ဒေတာဆန်ရမိုးလေဝသဖြစ်စဉ်တစ်ခုအဖြစ်ပဲရှုမြင်သင့်တယ်လို့တင်ပြတော်မှာပါကျွန်မအမြင်ကိုအရင်ဆက်တင်ခြင်းပါတယ်ရှင်ဒီအခါလုံးမိုးကိုလီတခြားဖြစ်စဉ်တစ်ခုအနေနဲ့ပေါ်ပေါ်ဆက်ဆက်သဘောထားလိုက်လို့မဖြစ်ဘူးလို့ကျွန်မမြင်တယ်ဒါကကဘာတော်မှာဖြစ်ပြနေရဲ့ယာဒီရုကြောင်းလဲမှုဆိုတဲ့ဇလန်ကြီးရဲ့အဲတင်းငယ်တဲ့အခန်းဆက်တစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ပထမအချက်ပစိဖိတ်သွန်းမွန်တရာမှာအားကောင်းနေစေထည်တဲ့လာနီညာဖြစ်စဉ်ကိုကျမတို့ထည့်စဉ်းစားရမယ်။ လာနီညာဆိုတာက ပစိဖိတ်သုံးမွန်တရာအေးရှေ့ပိုင်းကပင်လယ်ရေတွေကိုအေးစီပြီးတော့အနောက်ဘက်ထစ်တဲ့ကျမတို့အရှေ့တောင်အာရှဘက်ကိုပုံနှွေးဆွဆွတဲ့လေတွေကို ပို့ပြီးတွန်းပို့လိုက်တယ်လို့ပါပဲ။အဲ့ဒီအခါမှာကျမတို့ဒေတာမှာမုံတုံးချိန်မဟုတ်ပဲမိုးရွာရမျိုးရီးဖြစ်လာနိုင်ခြင်းပုံများလာစေတာကို့ ဒါ theory သက်သက်မဟုတ်ပါဘူးအခု Pacific အနောက်ချမ်းမှာ invest 98w ဆိုရက်မုံတိုင်းငယ်အလားအလားတစ်ခုစောင့်ကြည့်ခံနေရပြီဒါကလာနီညာရဲ့လက်တွေ့တက်ရောက်မှုစင်နေပြီဆိုရက်တက်သေးပါပဲအရေးကြီးဆုံးအချက်ကဒီမိုးရဲ့တက်ရောက်မှုပါတရင်းထဲမှာစပါလန်းစားလန်းတဲ့သူတွေအတွက်တော့ခေါင်းခဲစရာလိုတုံထားတယ်ဒီစကားရဲ့လေကအပေါ်ရင်ကြည့်ရင်ဘာမှမဟုတ်တလို့ပါပဲဒါပေမဲ့နည်းနည်းနဲ့စဉ်းစားကြည့်ပါ ကျွန်မတို့လယ်သမားတွေစားသမားတွေခေါင်းခဲနေရတဲ့ဒီမိုးကိစ္စလေးကဘရာဇီးမှာကမ္ဘာကောက်ဆောင်တွေငင်းခုန်နေတဲ့ loss and damage ဆုံးရှုံးမှုနဲ့ပျက်စီးမှုဆိုတဲ့ billion dollar ကြီးတဲ့ညံပုံငွေကိစ္စရဲ့အသက်ဝင်နေတဲ့ဥပမာတစ်ခုပါပဲရှင်။ကမ္ဘာဇက်ခုံဘဝမွာရတွေကကျွန်မတို့မြေပြင်ဘဝလူရဲဘဝကိုဘလို့တက်ရိုက်ထိခိုက်နေလဲဆိုတော့ရှင်းရှင်းလင်းလင်းပြနေလာပါ။အဲအဲ့ဒီရဲ့ချက်ကစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာ။ဒါပေမဲ့ ကျွန်တော်ကတော့အဲ့ဒါကိုဒီလိုချင်းကပ်ကြည့်ချင်းတယ်အဖြစ်အပျက်လေးတစ်ခုကိုကဘာလုံးဆိုင်ရဇလန်းကြီးနဲ့ချိန်ဆက်ဖို့ဆိုတာအမ်ခိုင်မာတဲ့တက်တဲ့အထောက်ထားလို့တယ်လက်ရှိချိန်နေမှာတော့ကျွန်တော်တို့အဲ့ဒီလိုချိန်ဆက်ဖို့အားနည်းနေတယ်လို့ထင်တယ်ပရမဆုံးနေနဲ့မြန်မာမိုးလီဝဆာဌာနရဲ့တရားဝင်အစီအစဉ်ခန်းစားကိုပဲတည်ကြရအောင်ဘင်္ဂလားပင်လယ်အော်အခြေအနေကို အများအားဖြင့်တာယာနေသည်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားတယ် ကြီးမားတဲ့ရာသီဥတုစနစ်တစ်ခုရဲ့လွှမ်းမိုးမှုလုံးဝမရှိဘူးဆိုတဲ့အတိတ်ပဲပဲပေါ့ဒုတိယချက်ကပြင်အားပါဒီမိုးကိုနေရာကွက်ကြားနဲ့စိုယုံလောက်သာယွာတယ်လို့တုံလုံးထားတယ်ဆိုတော့အမေရိကန်မှာလေကြောင်းခေးစင်တီထောင်းတဲ့ကြီးထက်တင်ရဲ့ Articles နင်းမုန်တိုင်း Britain မှာအသက်အန္တရာယ်ရှိတဲ့ရေဘေးသတိပေးချက်တွေထုတ်ပြန်ရတဲ့ Claudia မုန်တိုင်းတို့နဲ့နိုင်ရှင်ပြောဆိုဖို့တောင်မသင့်တော့တဲ့အတိုင်းအတာတစ်ခုပါ နောက်ဆုံးအကြီးတဲ့အချက်ကတော့ကျွန်တော်တို့ကိုးကားနေတဲ့အချက်လက်တွေရဲ့ရည်ရွယ်ချက်ကွာတခုကကဘာလုံးဆိုင်ရာဘေးအန္တရာယ်တွေကိုအာယုံဆိုင်တုံတက်တဲ့အစီရင်ခံစားနောက်တခုကရန်ကုန်မြို့နဲ့ဘဲကူတိုင်းအတွက်နေစဉ်ဒေသတွင်းခန့်မှန်းချက်တက်တက်ပဲဒီနှစ်ခုကိုအတင်းအချက်ဆက်ဆက်ပြီးကောက်ချက်ဆွဲတာကတိတ်ပတ်နီးကြတဲ့ချင်းကမှုတခု ဟုတ်ရဲ့လားဆိုတာ မေကုံထုတ်เสียရှိနေပါတယ်လျ။အင်းထောက်ပြရတဲ့ဘင်္ဂလားပြည်လျော် ထားရနေတယ်ဆိုတဲ့အချက်ကမှန်ပါတယ်ရှင်။ဒါပေမဲ့လေယာတိဥဒုစနစ်တီကအမြဲတမ်းဘင်္ဂလားပြည်လျော်နေပြမလာတာမှဟုတ်တာ။ကျွန်မပြောတဲ့လာနီညာရဲ့တက်ရောက်မှုကပစိဖစ်သမုဒ္ဒရာနဲ့လာတဲ့အစိုးထိုင်းဆာများတဲ့လေစီကြောင်းတွေကတဆင်ဖြစ်ပေါ်လာတာပါ။ဒါကြောင့်ဘင်္ဂလားပြည်လျော်တည်ငင်နေတာနဲ့ဒီမိုးမဖြစ်နိုင်ဘူးလို့တိုက်ရိုက်ကောက်ချက်ချလို့ရပါဘူး။ သင်ပြောတဲ့ invest 98w ကိစ္စကိုထပ်ပြောရင်မိုးလေဝသပညာမှာ invest ဆိုတာကမိုးတိုင်းဖြစ်လာနိုင်လို့အနီးကစောင့်ကြည့်လေလာနေတဲ့ဧရိယာကိုဆိုလိုတာပါဆိုတော့အလားအလားရှိနေပြီဆိုတဲ့သဘောပါပဲအဲ့ဒီစင်နဲ့ကမြန်မာပြည်ကိုတိုက်ရိုက်မဝင်ရင်တောင်သူ့ရဲ့အရှိန်အကြောင့်ဒီသားတွင် လေထုမတည်ငီမိုးတွေဖြစ်ပေါ်စေပြီးဒီလိုနေရာကွက်ကြမိုးတွေကိုဖြစ်စေနိုင်တာပေါ့အဲ့ဒီအဆိုကိုတော့ကျွန်တော်လက်ခံမှုနည်းနည်းခတ်တယ်ဗျာဘာလို့လဲဆိုတော့တင်ပြတဲ့ invest 98w ဆိုတာကဖရီအနေထားရဂူဝင်ကျွန်းရဲ့အရှိတောင်ဘက်မှာရှိနေတာပါ မြန်မာနိုင်ငံရဲ့ကီလိုမီတာထောင်ပေါင်းများစွာဝေးပါတယ်။ဒီလောက်အဝေးကြီးကဖြစ်စဉ်တစ်ခုကရန်ကုန်မြို့လည်းကနီးရွက်ကွက်ကြောင်းမှုကိုတက်ရိုက်ဖြစ်စေတယ်လို့ပြောတာကအင်းခိုင်မာတဲ့အထောက်ထားတဲ့မန်ဆာချက်ဆက်မနေဘူးလားဗျာ။တကယ်လို့တင်ပြောသလိုလာနီညာရဲ့တရားမှုကဒီလောက်အင်အားကြီးတယ်ဆိုရင်ဘင်္ဂလားပင်လယ်ော်မှာဘာလို့အနည်းဆုံးလိုင်းကရက်လစ်တခုတော့မတွေ့ရတာလဲ။ဒီလောက်ကြီးတဲ့ဖြစ်စဉ်ရဲ့တရားမှုကအဲ့လောက်တိတ်ဆိတ်နေနိုင်လို့လား။ကျွန်တော်တို့မှာခိုင်မာတဲ့တိထတွင်အချက်လက်ကပင်လယ်ော်သားရတယ်။ခိုင်မာမှုမရှိတဲ့မန်ဆာချက်က Pacific ကလာနီယာကြောင့်ဆိုတာဖြစ်နေတယ်။ ဘဲအကိုပိုးလေးထောတင်လဲဗျအဲ့ဒီမှာပဲကျမတို့အဓိကအမြုံကွဲလွဲမှုရှိနေတာပါပဲရှင်တင်ကထိုက်ရိုက်တက်တေပြလိုက်တဲ့အချက်လက်ကိုပဲရှာနေတယ်ကျမကတော့အချက်လက်တွေကြားကဆက်ဆက်မှုကိုရှာနေတာပါ ပြင်းထန်မှုဆိုတဲ့စကားလုံးကိုပဲကြည့်လေတင်က articles ကြောင့်ရင်းရင်းတွေမပြနိုင်တာဖိလစ်ပိုင်မှာလူ၈ဖွင့်ပန်းတန်းဒုက္ခရောက်တာကိုပြင်းထန်တယ်လို့သတ်မှတ်တယ်။ရန်ကုန်ကမိုးကိုတော့ဒါနဲ့ရှင်ရင်ဘာမှမဟုတ်ဘူးလို့မြင်တယ်။ဒါပေမဲ့ပြင်းထန်မှုကိုအဲ့လိုပဲတိုင်းတားရမှာလား။ ကျမတို့ဒါကိုတာမဲမိုးလို့ပေါပေါဆက်ဆက်သဘောထားလိုက်လို့ပဲဖြစ်ဖို့ဒါကပင်လယ်ရင်မြဲနဲ့ပြင်းညင်းတက်လာမှုလို့ကြီးမားတဲ့ကိစ္စတွေမတိုင်ခင်မှာကျမတို့နိုင်ငံရဲ့အာဏာချက်တွေကိုလာစမ်းသပ်နေတဲ့တတိပေးချက်ငယ်တစ်ခုဖြစ်နိုင်တယ်လေကျွန်တော်တို့စကလုံးတွေကိုတတိထားပြီးသုံးဖို့လိုတယ်လို့ထင်တယ်ဗျာတဖက်မှာလူတန်းညချီပြီးလက်စမီပြတ်တောက်တဲ့အတအန်တရရှိလို့အရေးပေါ်အခြေအနေကြင်ညာရတယ်နောက်တစ်ဖက်မှာတော့ ကားမှန်မှာရေဆက်လေးတွေတင်နေဆိုယုံလောက်ရွာတဲ့မိုးပါဒီနှစ်ခုရဲ့တက်ရောက်မှုအတိုင်းတာကဘလို့မနိုင်ရှင်လို့မရပါဘူးပြင်းထန်တယ်ဆိုတဲ့စကလုံးက အမေရိကန်ကနေမွန်တိုင်းရတော့တင့်တော်ပေမဲ့ရန်ကုန်ကနေရွက်ချမှုအတတော်လုံးဝမတင့်တော်ပါဘူးစိုက်ပျိုးရဲ့ထိခိုက်နိုင်တာကိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့အဲ့ဒါကဆုံးရှုံးမှုပါဘေးအန္တရာယ်စစ်မဟုတ်သေးပါဘူး ကျွန်တော်ကအဖြစ်ဖြစ်ရဲ့အရွယ်စားကိုမှန်မှန်ကန်ကန်အတိအမှတ်ပြုဖို့လိုပါတယ်။တရားမှုကိုအဲ့ဒီလိုအပေါ်ယံရှုမြင်လို့မရပါဘူးရှင်။စိုက်ပျိုးရေးအပေါ်အဓိကမိခုံရတဲ့နိုင်မန်တနိုင်ငံရအတွက်ရိတ်ထင်းချင်း၆ပြည့်ချင်းမှာယာတိဥဒုဖောက်ပြန်တာဟာအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအပေါ်မှာအလွန်ပြင်းထန်တဲ့တက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ခေါင်းခဲဆရာအခါလုံမိုးဆိုတဲ့စကားစုကဒီအချက်ကိုထင်ထင်ရှားရှားဖော်ပြနေရပါ။အတိုင်းတာကြီးမှပြင်းထန်တာမဟုတ်ပါဘူး။ ဒေတာကံပြည်သူရဲ့တနစ်စာဝန်ငွေကိုထိခိုက်ရင်လေဒါဟာပြင်းထန်တဲ့တက်ရောက်မှုပါပဲဒါကရာဒီယိုတို့ပြောင်းလဲမှုရဲ့အန်ဒီရဲ့အစစ်အမှန်ပဲသူကကြီးမားတဲ့မုန်တိုင်းတွေနဲ့ပဲလာတာမဟုတ်ဘူးဒီလိုတင်းငယ်တဲ့ပုံမှန်မုန်းတဲ့ဖြစ်စဉ်တွေနဲ့ကျမတို့ရဲ့စာဝန်ငွေကိုတဖြည်းဖြည်းချင်းတိုက်စားသွားနိုင်တယ်တင်ကအချက်လက်တွေကိုပေါင်းစပ်ပြီးကဘာလုံးဆိုင်ရာပုံစံကူကိုဖော်ထုတ်ကူစူးစမ်းနေတယ်ကျွန်တော်ကတော့ရည်ရွယ်ချက်မတူတဲ့အချက်လက်တွေကိုအတင်းကျပ်ဆက်ဆက်ပြနေတယ်လို့မြင်နေတယ် အဖြစ်အပျက်တိုင်းကိုရာသီဥတုပြောင်းလဲမှုနဲ့ချိန်ဆက်တာကတူတချောင်းပဲရှိတဲ့လက်သမားကအရာအလုံးကိုတန်တချောင်းလို့ပဲမြင်နေတာနဲ့တူတယ်ဗျာကျွန်တော်တို့မှာတခြားတိုင်းတာရဲ့ကိရိယာတွေလည်းသုံးမှုလိုပါတယ်မြန်မာမိုးလေဝသဌာနရဲ့စီရင်ခန်းစာဒေတာတွင်းတိုင်းတာမှုဒီဒေတာတွင်းချက်လက်တွေအပေါ်မှာပဲခြိခံထားတာပါသူတို့ရဲ့ခမန်းချက်ကိုကဘာရာသီဥတုပြောင်းလဲမှုနဲ့ချိန်ဆက်ပြီးပြောဆိုထားတာတခုမှမပါဘူးတိတော့တခြားချက်လက်တွေကိုတခြားစီပဲသုံးဆက်တာကပိုပြီးစစ်ပိုင်နေကြတယ်လို့ကျွန်တော်ထင်တယ်ဒါမဲ့အချက်လက်တွေကိုတခြားစီကြည့်နေရင် ုံရည်ကြီး big picture ကိုမြင်နိုင်မှာမဟုတ်တော့ဘူးလေအစီရင်ခံစားနှစ်ခုကိုပေါင်းဆက်ဖတ်ရှုခြင်းအပြင်ကမ္ဘာနေရာအနက်အပြားမှာပုံဖန်မဟုတ်တဲ့ရာသီဥတုတွေတချင်တည်းမှာဖြစ်ပေါ်နေတဲ့ကုန်စံတစ်ခုကိုကျမတို့ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်မြန်မာနိုင်ငံဟာလည်းဒီကမ္ဘာလုံးဆိုင်ရာပုံစံကနေကင်းလွတ်နေမှာမဟုတ်ပါဘူးဒါကပဟေလီဆက်နေတယ်လို့ပါပဲတင်ကပဟေလီအဖိုင်းအစတစ်ခုကိုပဲကြည့်ပြီးဒါကအပြာရောင်တက်တက်ပဲလို့ပြောနေတယ်ကျမကတော့ပဟေလီပူပေါကပုံကိုကြည့်ပြီး ဒီအပြာရောင်အပိုင်းစားကကောင်းမြင်တဲ့တစိတ်တစ်ပိုင်းဖြစ်ရမယ်လို့ပြောနေတာပါ COP တတိယလခေတ်မှာတမိုးရီယာများနဲ့ကံယိုတန်းစုံများနေ့ဆိုပြီးတည်တံ့ဆွေးနွေးနေတာရီဖိလစ်ပိုင်လိုနိုင်ငံတွေက loss and damage အတွက်ရန်မုံငွေတောင်းဆိုနေတာတွေကကမ္ဘာယာတီဥတု system တစ်ခုလုံးဟာဆက်ဆက်ချိတ်ဆက်နေတယ်ဆိုတာကိုတက်သိပြနေတာပါဒီလိုအခြေမှဖြစ်လာတဲ့ပုံမှန်မဟုတ်တဲ့မိုးကိုတိချဖြစ်စင်လို့ကောက်ချက်ချဖို့ကစောလွန်းတယ်လို့ကျွန်မမြင်နေဟုတ်ကဲ့ ဆက်ဆက်မှုရှိနေခြင်းကိုကျွန်တော်လုံးဝမပယ်ချပါဘူး။ဒါပေမဲ့တိတ်ပံပညာမှာဖြစ်နိုင်ခြင်းနဲ့တက်တယ်ပြပြီးဆိုတာကြမှာကြီးမားလေကွာချက်ရှိပါရဲ့။လက်ရှိကျွန်တော်တို့လက်ထဲမှာရှိတဲ့တဲ့ရဲ့အချက်လက်တွေအရဘင်္ဂလားပင်လျော်ကတည်နေနေတယ်၊မိုးကနေရာကွက်ကြားပဲရွာတယ်၊ပြင်းအားကလည်းဆိုယုံလောက်ပဲရှိရဲ့။ဒီအချက်တွေအားလုံးကတာမန်ဒေတာဆိုင်ရာလေထုမတည်ငြိမ်မှုလေးတခုကိုပဲညွန့်ပြနေပါရဲ့။ကဘာလုံးဆိုင်ရာအဖြစ်ပြက်ကြီးတဲ့နဲ့ချိတ်ဆက်ဖို့ခိုင်မာတဲ့တနာတစ်ခုလိုနေပါသေးတယ်။ အဖြစ်ပြက်တိုင်းကို ရာသီဥတုပြောင်းလဲမှုဆိုတဲ့ခေါင်းစဉ်အောက်ကိုအလွယ်တကူထည့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဟာဒီမိုးရဲ့တိကျတဲ့ဒေတာဆိုင်ရာမိုးလေဝသအကြောင်းရင်းမှန်ကိုလစ်လျူရှုရရောက်သွားနိုင်တယ်ဆိုတဲ့အန္တရာယ်ကိုလည်းသတိပြုသင့်ပါတယ်အဲ့လိုဖစ်စင်လေးရဲ့ကျဲပြတ်တဲ့ပုံစံတစ်ခုအတွင်မှာထည့်သွင်းစဉ်းစားတင်တယ်လို့ကျွန်မယုံကြည်ဆဲပါပဲဒါဟာရာသီဥတုပြောင်းလဲမှုရဲ့ဒေတာဆိုင်ရာတည်ရောက်မှုတွေဟာ ကျမတို့ထင်တာထက်ပိုပြီးတင်ခွေစွာနဲ့စတင်နေပြီဆိုတာကိုတတိပေးနေတဲ့ချက်ပေခေါင်းလောင်တန်တစ်ခုဖြစ်နိုင်တယ်လို့ကျမမြင်ပါတယ်ရှင်ကျွန်တော်ရဲ့အချင်းချုပ်ကတော့လက်ရှိမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုကိုသူ့ရဲ့ပြင်းအားပြန့်နှံ့မှုညပတ်ဝန်းကျင်အခြေအနေတွေကိုထောက်ရှုပြီးသာမန်တီချာဒေတာဆိုင်ရာမိုးလေဝသဖြစ်စဉ်တစ်ခုအထိရှုမြင်ခြင်းကပိုပြီးကြိုးကြောင်းစီလျော်တယ်လို့ဆိုကြပါတယ်ဗျာခိုင်မာတဲ့တိုက်ရိုက်အထောက်အထားမရှိဘဲနဲ့ ကဘာလုံးဆရာဘေးအန္တရာယ်တွေနဲ့ဆက်ဆက်ဖို့ကစိုးလွန်နေပါသေးတယ်။အခြေပြတိုင်းကို ရာသီဥတုပြောင်းလဲမှုဆိုတဲ့ကြီးမားတဲ့ခေါင်းစဉ်အောက်ကိုမထည့်ခင်မှာတတိထားချင်းညင်တင်တယ်လို့ယူဆပါတယ်ဗျာ။ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုမှာတင်ပြခဲ့တဲ့အမြင်တစ်ခုလုံးဟာပေးထားတဲ့အချက်လက်တွေအပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်။တယောက်ကအဆက်အပြောက်တွေကိုဆက်ဆက်ကြည့်ပြီးပုံကြီးတစ်ပုံကိုမြင်ဖို့ကြိုးစားတယ်။နောက်တယောက်ကတော့အဆက်တစ်ဆက်ချင်းစီရဲ့ခိုင်မာမှုကိုအရင်ဆုံးသိချောင်စစ်ဆေးတယ်။ ကဘာရတီဥတုရဲ့ရှုပ်ထွေးတဲ့သဘောသဘာဝနဲ့ဒီတဆန်ရဖြစ်စဉ်တွေပေါ်၎င်းရဲ့တက်ရောက်မှုတွေကိုနိုင်လည်နိုင်ဖို့အတွက်ဒီလိုရှုထောင်ပေါင်းစုံကနေတုံးတက်ဖို့လိုအပ်ကြောင်းဒီဆွေးနွေးမှုကမြေပေါင်းထုတ်ပြနေပါတယ်။ပေးထားတဲ့အချက်လက်တွေထဲမှာကျမတို့ဆက်လက်စူးစမ်းလေ့လာစရာတွေများစွာချင်ရှိနေသေးကြောင်းသင်ပြရင်ဒီနေ့အတွက်အစီအစဉ်ကိုဒီမှာပဲဆုံးသတ်လိုက်ပါရခြင်း။ Welcome to MM Thinker. Please subscribe and don't forget to like, comment and share. Hum.